ဆိုရင်ဘာသာမွေဖြစ်ရမှာလဲရခပူရာတာမဏေရောသာမွေဒီနေ့ရပထမဆုံးတပည့်တော်ကြောင့်ငါဖြစ်တဲ့တာမဏေရောသာမွေဘွေအရင်ကကြက်ထားတာတွေကိုအမှန်ရအသေးလက်ထက်ကြက်ထက်ကထက်ကလည်းကြက်ပြီးတော့ကောင်းကောင်းမွန်မွန်ဖြစ်ဆိုလာစေမပေါ်မင်းရဲ့စေမပေါ်လို့ စေဘုဆာမင်းရင်စေဘုဆာလုံးဖြေကြဓမ္မဟာလေးပဲဓမ္မအလျောက်တန်ဖိုးရှိတယ်တင်တော့မေဟဲဆိုရင်အနိစ္စဆုံးပုဂ္ဂိုလ်ကိုပဲတင်တာဟိုအဝေကပုဂ္ဂိုလ်ကိုမတင်ဘူးစေဘုလုံးမင်းရင်စေဘုလုံးဖြေမရပါဘူးကွာထားခြင်းပဲအဲ့လိုစိတ်မထားနဲ့ပေါ့ လေးလေးရှားရှားစိုင်းစားဇာမွေခန့်တဲ့ရောက်တော့လာနဲ့ဘာလို့ရမှာလဲဆိုတော့ဘုရားကိုဥသွင်းရှင်ရှာပြီးတော့အာနာပါနသတိစောနာလုံးကကိုရင်တော့ပွားများတဲ့ကမ္မထံကိုနမနိမ့်လောက်ထွက်သက်ဝန်သက်ပေါ်မှာအာယုံလေးပြုဖို့စက္ကန့်120နမနိမ့်ပြီးတော့ဘုရားကုံတော်တခုပွားများကိုက စာတဲ့အလုံးကိုသိခြင်းရင်တိဒါနဲ့ပတ်သက်တဲ့မြတ်စွာဘုရားရဲ့ဂုံတော်တခုဥပမာတန်မာတန်ဘုဒ္ဓမဖောင်းမပြန်တယံပုံညာဖြင့်ကိုတော်တဲ့သိမြင်တော်မုံတော့မြတ်စွာဘုရားကိုကသိခြင်းတာကိုရခြင်းလားဆိုရင်အဲ့ဒီဂုံတော်ပေါ်တော်တယ်မဟုတ်ဝိဇ္ဇာသရဏတံပံတော် ဝိဇ္ဇာဆိုတဲ့အသိပညာစရဏဆိုတဲ့အကျင့်တည်နာနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားဂုံတော်တစ်ခုကိုမိမိရဲ့သက်စေပွားများလိုက်ပြီးမှမေခွန်းကိုဖတ်အဲ့တော့အနည်းဆုံးတော့တပည့်တော်ကုတော်ရတာပေါ့နော်တခါတုန်းကစိတ်တကဟပတိစိတ်တတဲ့ကြွေးဆိုတာရှိတယ် မြတ်စွာဘုရားကိုမဖူးရသေးဘူးမြတ်စွာဘုရားကိုမမြင်ဘူးဘယ်နဲ့အရိယာဖြစ်နေတဲ့တကားကြီးပေါ့မြတ်စွာဘုရားကိုဖူဖို့ဆိုပြီးတော့မြတ်စွာဘုရားရှိရကိုသွားကြကုံသေးတွေနဲ့အတူတူပေါ့လေသူရဲ့နောက်ပါပရိသတ်တွေနဲ့အတူတူသူရှိတဲ့နေရာနဲ့မြတ်စွာဘုရားရှိတဲ့နေရာဘလောက်လောက်ဝေးလဲယူဇနာ30ဝေးတယ် တရမတယုဇနာတယုဇနာပွားစသရာတဲ့တင်ပြီးတော့သွားစသရာတဲ့အပြစ်တင်ပြီးတော့လမ်းမှာစားပြီးတော့သွားဖို့ဆိုပြီးတော့မြတ်ဗုဒ္ဓစီကိုသွားတာဒါပေမဲ့လမ်းမှာလူတွေကလည်းကုတွေနတ်တွေကလည်းကုတော့သူတို့မှပါတဲ့စသရာကကိုမသွားဘူးတင်လာတဲ့အတိုင်းပဲအပြစ်စေတဝန်အကြောင်းကိုရောက်တဲ့အခါမှာ ပါလာတဲ့အာလုံးကိုတန်ခါတော်တွေကိုလူလက်တယ်အာလုံးကိုလူလက်တယ်ဘာတခုမှယူမလာဘူးဒီတော့စားစရာတွေမပါတော့အပြန်လန်းခီးမှာအစာရေစာအတွက်ပြဿနာတွေအခက်ခဲတွေကြုံရသလားလို့ဆိုတော့မကြုံရဘူးအပြန်ခီးမှာလည်းပဲသူ့ရဲ့မိုက်ဆွေတွေတငယ်ချင်းတွေကကူပြီးနေတေက ဆောင်းရှောက်တယ် ကောင်းကောင်းမွန်မွန်ပြန်ကိုနေရက်ကိုရောက်သွားတယ်။အဲ့ဒါပေါ်ရှင်အာနန္ဒာကတည်တော့မြတ်စွာဘုရားပေါ်ရှောက်တယ်။စိတ်တော်တကြေကဒီကိုလာတဲ့အခါမှာလည်းပဲလူတွေကသူ့ကိုဝမ်းဝမ်းကူညီကြတယ်ဗျာ။လက်တွေလေးဆောင်းဆောင်းကြတယ်။အဲဒီကပြန်သွားတဲ့အခါမှာလေပဲကိုယ်တွေလေးကိုယ်တွေနဲ့တည်းဆောင်းရှောက်တယ်။အဲ့ဒါဟာမြတ်စွာဘုရားစီကိုလာလို့ အလိုဆောင်းလျှောက်တာလားဘုရားဘုရားရဲ့တကောတော်ကြောင့်ဒီလိုမျိုးလူတွေကကုတာလားနတ်တွေကဆောင်းလျှောက်တာလားအလိုမဲတော့ဘုရားကမဟုတ်ဘူးတဲ့ဘုရားမလို့မဟုတ်ဘူးလို့ပြောတာနော်တခြားသူတွေဆိုရင်ရိုးရှာမှာဟုတ်တယ်အခုခေတ်မှာကကုတာကနေနေဂုံယူခြင်းလားကများများ တစုံတရာကိုကုညီလိုက်တာကနင်းနေအဲအောင်မြင်တော်တဲ့အခါမှာငါလုပ်ပေးလိုက်တာဟဲ့ငါတွန်းပို့ပေးလိုက်တာငါကုညီပေးလိုက်တာလို့နာမည်လိုချင်တဲ့ပုဂ္ဂိုလ်က အမြတ်မလားများတယ်မြတ်စွာဘုရားကအဲ့လိုဝင်ပြီးတော့နာမည်မယူဘူးနာမည်ယူဖို့ဆိုမရဘူးလားရတယ်ဟုတ်တာပေါ့ကွာငါစီလာလို့ငါရဲ့တကောတော်ကြောင့်သူက အစဉ်ပြေပြေးနဲ့ဖြစ်သွားတာဒီလိုမင်းလို့ရလာပဲမမင်းမဟုတ်ပါဘူးတဲ့သူအဲ့လိုအစဉ်ပြေသွားတာဒီသူ့မှာရှိတဲ့တရားတရားတွေသီလတွေတရားသီလတွေရဲ့တကောအာလုံးကိုကြောင်းတာသူအစဉ်ပြေသွားတာတတ္တောသီလေနာသံပံနောယသောဘုကသမပိတော Yayan Badetan Bezadi Tata Tatewa Kuzito Besema, Venoma, Turia Sena, Daria Sena Nesenzuma Bana Tado the Dadiane Isundo Tilena Tilane Abano Isundo Poco di Jado Boga Tamapito Shayan Jo Zone Sisi Osa Dota မြာပြခြင်းသို့ရောက်သည်ဟောက်တော်ဖြစ်၍ယံယံပတိတံအချင်းချင်းအရတ်သို့ပဇတိစေကံဤတတ္ထတထေဝထောထောအယံ၌တာလျေပူဇိတော်ပူဇော်ခံရသည်ဟောတိစင်စစ်မသွေဖြစ်ပါပေ၏တရားတရားနဲ့ပြည့်စုံတရားတရားဆိုတာကိုယ်တို့ခဏခဏပြောသလိုစိတ်ကောင်းရှိတယ်လို့ပြောတာ တရားတရားကိုတလုံးတင်းနဲ့ပါတာပြန်ရင်စိတ်ကုံးရှိတာပဲအဲဒါကြောင့်ကံအောင်ဆရာတော်ဘုရားကြီးကစိတ်ကုံးရှိဖို့ကဘယ်လောက်လဲပထမစိတ်ကုံးရှိဖို့ကပထမလို့ဒီလိုဟောခဲ့ဒီလိုပြောခဲ့တာပေါ့နော်စိတ်ကုံးရှိမယ်တိလေနာတန်ပန်တော့အကျေတိလာနဲ့ပြည့်စုံမယ်စီကံမဖောင်းဘူးဆိုရင်တဲ့လူတရားမှာစိတ်ကုံးရှိတယ် အကျင့်တိလာလေးလည်းပြည့်စုံနေဆိုရင်ယသောခြံယံနာမည်ဂုံတတော်ဂုံတည်းလည်းကြိုးစိုးမှ ဖြစ်တယ်လို့ဘောကစိတ်စဉ်ဥစ္စာတွေအောင်မြင်မှုတွေလည်းရရှိမှဖြစ်ပါလေ။ယံယံပရိသန်ပစတိဘေနေယဘောပဲသွားပါတထတ္တေဝပူဇီတော်ရောက်တဲ့နေရာတိုင်းမှာအပူဇော်ခံရမှာပူဇော်ခံရမယ်ဆိုတာကဒါစာတော်ပြောတာပေါ့နော်။အေးပေးခံရမှာအလေးထားခံရမှာ ပူဇာပေးခံရမှာဘုရားရဲ့တကောတော်ကြောင့်ပူဇာပေးခံရတာပူဇော်ခံရတာဟောက်ရလားမဟုတ်ဘူးတဲ့သူ့မှာရှိတဲ့တရားသူ့မှာရှိတဲ့သီလတတာသီလဒါကိုချင်းသီလရဲ့တရားတရားရဲ့စိတ်ကောင်းရှိတယ်မဟုတ်တာမလုပ်ဘူးဆိုရင်ပဲလူတွေကရှစ်တယ် လူတွေရှိတော့ကောင်းတဲ့ဂုဏ်တည်နေလေကြိုးစောတာပေါ့နတ်တွေလေးရှိတာပေါ့ဒီတော့ဒီဘက်တော်မှာအဲ့ဒီနှစ်ချက်ကိုယူပြီးတော့ပွင်တော့လေးပဲစိတ်ကောင်းလေးတွေထားပေါ့အခုဆိုလို့ရှိရင်မနေ့ပြန်တာမင်းကျော်စာမွေးဖြေရတော့မယ်နောက်လေးပဲတာမင်းကျော်တွေကစမ်းကြည့်ပြီးတော့ဖောက်အောင်တော်လာရခဘူးလာပြီးတော့ဖောက်အောင်လာမှာပေါ့စာမွေးတွေကြည့်ပြီးတောက်လျှောက်ဖြေရပြီးတော့တာမင်းကျော်တွေစာမွေးဖြေနေတဲ့ရှိမှာပွင်တော့ ဥပဇာတန်တယ်စာစုတန်တယ်အတန်ငယ်တွေကဝေယဝိဇ္ဇတွေဆောင်ရွက်ပြီးတော့ပညာပါရမီဖြည့်ကြတယ်နော်ဘာပါရမီလဲပညာပါရမီနာတော့အကြည့်တွေကိုစံခံနာတော့ဒိုးတွေကြည့်ပြီးကြွားရတယ်ဟဲ့လို့ဒီလိုစိတ်ထဲမှာမှန်းနဲ့မတို့စံခံကြွေးတယ်လို့စိတ်ထဲမှာဒီလိုခံယူထားမတို့မှာကြွေးစရာစွမ်း ဟင်းမရှိတုံညာလေးပဲတုံညာကလောင်းတဲ့ဆန့်ကိုမတော့ခံတယ်ပြီးတော့ကြွေးတယ်ဒါလေးပဲကိုကအာရဒါနာဘောဇနာဒါနာဆွမ်းလူတာတမျိုးပါပဲတော့သတ္တောတရားတရားရှိပါစိတ်ကောင်းရှိပါတိလေနာတံပံတော်စိကံတွေလည်းမဖောက်ပါနဲ့ကိုရင်ရဲ့စိကံယဟန်ရဲ့စိကံသာသင်္ဍတဘာရဲ့စိကံဒါတွေကို မဖောက်ပါနဲ့အဲ့ဒါဆိုလို့ရှိရင်ကိုရင်တို့ဟာ ဘေနေရရောက်ရောက်စာသင်သက်စကားနဲ့ပြောရင်တော့ဘေကြောင့်ကိုဘေရောက်ရောက်ပေါ့နော်ဘေကြောင့်ကိုဘေရောက်ရောက်ဘေနေရမှာဘေသတင်းသုံးသူတထတတ်ထေဝပူစီတော်အဲ့ဒီမှာရှိတဲ့ဆရာသမားတွေကဝင်လို့ကိုအရေးပေးမှာဖြစ်ပါတယ်ပူဇော်ပေးမှာဖြစ်ပါတယ်နေရင်ထိုင်ရင်လည်းဘသူကမှအရေးမပေးဘူးပူဇော်မပေးဘူးအလင်းမပေးဘူးပူဇော်ပေးအောင်အရေးပေးအောင်အလင်းပေးအောင်လုပ်ယူရတယ်လုံယူ အလိုလိုဖြစ်လာတာဘာတစ်ခုမှမရှိဘူးနားလေထားပေါ်ပါလေဘာတစ်ခုမှမရှိဘူးနော်ကံမဆိုတာအလောက်ကကရိယတေတိကံမအလောက်ကဖြစ်လာတာစေတနာဆိုတာအလောက်ကဖြစ်လာပြီးတော့အစဉ်ပြေဖို့ဆိုတာလေပဲတွင်တော့အလုံးနဲ့တက်တည်ပြရမှာဖြစ်တယ်မနက်ကစာမွေးဖြေတဲ့အခါလေးပဲစူးစားပြီးတော့ဖြေဖို့အလုံးနဲ့တက်တည်ပြဟိုမှာအောင်မြင်မှုတွေရတဲ့အခါမှာ ကိုဂုံဟာကိုစီမာပဲရှိတဲ့အခါမှာ ကိုပင်နေရာတော့တော့ကိုဂုံနဲ့ဖန်းပြောင်းနိုင်မှာဖြစ်ပါတယ်ဘသူရဲ့တပင်မို့လို့ဆရာရဲ့အရှင်အဝါနဲ့ဖန်းပြောင်းတာမျိုးမဟုတ်ဘဲနဲ့ဘသူဘေတကတကမတို့ရဲ့ဆရာမို့လို့တကတကမတို့ရဲ့အရှင်အဝါနဲ့ဖန်းပြောင်းတာမျိုးမဟုတ်ဘဲနဲ့ကိုရဲ့အကျင့်သိက္ခာကိုရဲ့သဒ္ဒရာကိုရဲ့အောင်မြင်မှုကိုရဲ့ပညာ အဲ့ဒါတွေနဲ့ထွန်းပြောင်းနိုင်အောင်ကြိုးစားစီရင်တယ်ကြိုးစားပါလို့တိတ်တွန်းရင်အလုံးကိုစိတ်နှပြကြံ့မာချမ်းသာစွာနဲ့ပရိယပฏิပတ်သာသနာတော်မှာကိုထမ်းဆောင်နိုင်သောတမနာအစာနေမြောက်ကိုစီကိုစီကြည်ကြပါစေတတိအာ จาะจาะยังสาเจพอลอเลยมะอืมจาะจาะจาะนะสาเจพอลอเลย